အော်တိုဘာလာလေးရဲ့နေယေရှုသည်အနီးအပသို့ချင်းတော်မူပြီးလျင်ခေါင်းငင်ပုံ၌၎င်းညီကြီးပုံ၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသူများတို့ကိုငါခံရပြီ ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး28အခန်းငယ်18အမိန့်အာနာကို လေးစားရန်လိုအပ်ပါတယ်တခင်ယေရှုသည်ခေါင်းငင်ပုံ၌ရှိသော အဖထာဝရဘုရားသခင်၏အမိန့်အာနာအောက်တွင်ရှိပြီးတခုတည်းသောရည်ရွယ်ချက်မှာ အဖဖျားတခင်ဆန္ဒကိုဖြည့်ဆွမ်းပေးရန်ဖြစ်ပါတယ်။လူတိုင်းအမိတ်အာနာနဲ့အနည်းနဲ့အများတက်ဆိုင်မှုရှိပါသည်။အမြင့်ဆုံးချုပ်ချာအာနာမှာဖျားတခင်ထံမှာဖြစ်ပါတယ်။တင်ရောမိသူ၏အမိတ်အာနာကိုနာခံရသည်နည်း။တင်းတကူကောင်းဆန်မှုသို့မဟုတ်တဏှာရာကသို့မဟုတ် လောဘကို အစေခံရမည်လား။တူတီမဟုတ်ဖျားတခင်ထံအဆအဆအရာရာဆက်ကပ်ပြီး ဖျားသခင်အမိန့်ကိုနားခံပြီလားတင်းဒီအမိန့်အာဏာကိုလက်ခံလျင်အမိန့်အာဏာကိုတာဝန်ယူသူဖြစ်လာပါလိမ့်မည်ယနေ့အတွက်ဆုတောင်းခြင်းသခင်ယေရှုကျွန်တော်ဘဝရဲ့အစိတ်အပိုင်းတချို့ကိုဖျားသခင်ထံဆက်ကပ်ဖို့လိုအပ်နေပါသည်အဲဒါကြောင့်အရှင်ရဲ့ဂျူနာနဲ့ခွန်အားတွေကနေတဆင့်အဆအဆအရာရာဆက်ကပ်ခွင့်ပြုပါ အာမင် ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။လက်ဖြံပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။